2025ခုနှစ်မေလ18ရက်စနေနေ့မှစောစောနှုတ်ကွန်ရံကြီးဖျားခင်တာတောက်လာတဲ့ကျွန်တော်တို့ဒီမှာခန်းစားပြီးတိတရကလာတော်လာခြင်းလည်းမဲ့ခွင့်ရတဲ့ပြင်ဆင်ပေးတဲ့ဖျားရှင်တို့မှာပုံကြီးပါစီတော့ကာလာချင်ကိုရှေးစွာရွေးနှောင်းရမဆိုရင်နှစ်စာနေပြီးဒီကနေ့ပါဝင်ကျွန်တော်ကျွန်မအသက်ရှင်ကြတာ138ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကုန်လုံးကတည်း138ကိုဘလို့သုံးပြုကြလဲပြန်ပြောင်းဆန်းစစ်စဉ်းစားဆင်ခြင်သုံးသွင်းရအောင်မနေ့ကနေ့စပြီးတော့နှစ်ကုန်လေးချန်ရှိသေးတော့220ရက်ကျန်ပါသေးတယ် ကျန်ရှိတဲ့နေရည်တွေကိုလည်းကာလာချောင်းကောင်းဆုံးရွေးနှုတ်ပြီးတွာလာခြင်းလည်းဘုလုံးကရှေးဥစွာတိုက်တွန်းနှုတ်ဆော်ပြရစေဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာတော့ရှင်မောက်ခရုဝင်ခန်းကြီး9အပိုက်ငယ်28အပိုက်ငယ်29ဖြစ်ပါတယ်မိမကလည်းမှန်ပါဤသခင်ခွေးမိသည်ကသားတို့၏စနုပ်စပောက်ကို စပွဲအောင်၌စာမြဲထုံးစံရှိပါသည်ဟု ပြန်၍လျှောက်လင် ကိုတော်ကဤစကားကြောင့်တင်သွားတော့နတ်ဆိုးသည် တင့်ဤသမီးတဲမှထွက်သွားပြီဟုမိန်တော်မူ၏ဖာကျော်နှုတ်ပတ်တော် additional စကားတော်များဖြစ်တိုင်းကြောက်တိုင်းမှာဖျားသခင်သည်အတိတ်တပံပြလိုက်ကောင်းချီးပေးပါစေတော့အာမင်အရှင်ရှုဖျားကတူတူနဲ့ finit ကြီးလက်ပောင်းရင်ရောက်တဲ့ခါသူ့ရှီကိုဟိလသအမျိုးသမီးတယောက်ကျမ်းစာတော့ဘာဖော်ပြလဲဆိုလို့ရှိရင် သူသည်ဟိလသအမျိုးဟိလသပြီးသူအာနောက်ပြီးတော့ရှူရီဖိနစ်ပြီးသူလို့ဖြစ်တယ်တပါမျိုးသားဖြစ်တယ် ူအရှင်းရှိဘာလို့တွဝင်ကြီးကလာတာလဲသူ့မှာရှိတဲ့သမီးဟုတ်လားနတ်ဆိုးဆွဲတယ်ညင်ညူးတဲ့နတ်ဆိုးဆွဲတဲ့ကြောင့်သူ့သမီးကိုချမ်းသာပေးပါမိကြောင်းတမီးအပြေပြောအေးညင်ညူးတဲ့နတ်ကိုသူ့သမီးတဲ့နဲ့နှင်ထုတ်ပေးပါမိကြောင်းလာပြီးတောင်းဆိုတယ်အရှင်ကရှေးဥစွာပါးတွေကိုကျွေးပြရစီနော်ပါးရဲ့စာကိုယူပြီးတော့ခွေးကိုမချမပေးအားလို့ပြောပါတယ်ခွေးလို့ပြောတော့အဲ့မွေးခွေးလေးကိုပြောတာတမီးအပြေပြောတပားမျိုးသောဆိုလိုတာပေါ့လေ အဲ့ချိန်မှာမြို့မိရမှန်ပါတယ်သခင်ခွေးမိစီကမှန်ပါတယ်ပါစားပြီးရင်တော့စနုစပေါက်တော့စားတင်ပါတယ်အဲ့စကားကိုအရှင်ကကြားတဲ့ခါမှာတင်သွားတော့နတ်ဆိုးကတင့်တမီတရထွက်သွားပြီဖျားရှင်နမဘုံကြီးပါစေချက်ချင်းပဲနတ်ဆိုးထွက်သွားစွာကြံစာထောက်ထားရတွေ့ရမှာဖြစ်ပါတယ်တော့ဒီအမှုကနေကျွန်တော်စဉ်းစားဆင်ခြင်ဖို့ကောင်းတာဒီတပားမျိုးသမီးရဲ့ဟုတ်လားမိခင်ရဲ့ယုံကြည်ခြင်းကိုစဉ်းစားဖို့ပဲ သူကနှိပ်ချတယ်။ပါးရီစားဆရာခွေးကိုချပေးအပ်မချပေးသင့်ဘူး။ကျတော့သူ့ကိုနှိမ်လိုက်တာပဲဒီနေရာပဲပြောရင်။ဒါမင်းသူနှိပ်ချခြင်းဆက်ပြီးပြောတယ်။ရတဲ့ထက်ရတဲ့အထိတောင်းပန်နေ။တောင်းဆိုနေတယ်။အရှင်ကအဖြေမပေးမချင်းအရှိတံမထွက်ပါဘူး။ကြောင့်အရှင်ပြောတဲ့စကားကိုပြန်ပြီးတော့ကြားရအောင်ထိုးစကားကြောင့်တင်သွားလို့လို့ပြောတာအောင် 那没经济票子干啥吧嘞？慢慢的，克罗打理，所以呢，收入少咯，就亏啊，啥点吧嘞？就票子干啥？啊，就当消费是干啥？啊，一把子做几部嘞？就怕是开始多人来宣传了嘛？记住，不灵，抖音上抖音几个大咖嘛？啊，新修的那篇《钢筋保险》抖音几个嘛？就票子干嘞？哎妈的嘛，大歪嘞！啊，就这样不稀的做不起来呐？就票子干嘞？啊片，就钢筋啊、新人都就票子干嘞？啊片，阿明啊那片人呢？ နားရှိသောသူတွေကကြားပါစေဒီဘက်တော့ဒီအမျိုးသမီးရဲ့ပြောတဲ့စကားအဖြစ်တော့ကောင်းချီးမင်္ဂလာဖြစ်ခဲ့ရတယ်ဒါကြောင့်ယေရှုပလင်တော်ရင်ကိုတိုးဝင်ချီးကပ်လာတဲ့ခါတိုင်းမှာကျတို့ပြောဆိုနေတဲ့စကားတွေကိုသတိထားကြရအောင်သတိချက်ကြရအောင်ကျတို့ဘာစကားတွေပြောနေလဲနှိမ့်ချခြင်းနဲ့တိုးဝင်နေတာလားယုံကြည်ခြင်းပါလေတိုးဝင်ချီးကပ်နေတာလားအရှင်ယေရှုပြုတဲ့အထိအရှင်လှုပ်ဆောင်ပြီးတဲ့အထိအားမလျော်ပဲဆက်လက်ပြီးတောင်းနေစေလား ဒီအကြောင်းအရာတွေကိုကျွန်တော်စဉ်းစားဆင်ခြင်လုံးသွင်းဖို့အတွက်ဒီနေ့နှုတ်ကပတ်တော်ရက်တည်ပြီးတော့ဝေမျှလိုပါတယ်။ကြောင်းရင်နှုတ်ကပတ်တော်နဲ့ဝင်ကားကြပြန်အရောက်တိုင်းမှာဖျားသခင်သည်အသက်တပံပြန်လဲကောင်းချီးပေးပါစေတော့။ဆုတောင်းနိုင်ကြပါစို့။မြတ်တော်ရှင်ဖပါဟေလသမျိုးရှုနေဖိနိပြည်သူကမိခင်သူတမီးရဲ့အထက်ကနဆိုးနှင်ထုတ်မဲ့အကြောင်းအရှင်သာလာတောင်းပန်တယ်။အရှင်ကသားတွေဝါစွာကြွေးပြရစီသားတွေစားတဲ့အစာကို ွေးကိုမချမပေးရဘူးလို့ပြောပါတယ်။မိမလည်းနှိတ်ချခြင်းနဲ့မှန်ပါတယ်သခင်။တပည့်ခွေးမိသည်ကသားတို့ရဲ့စနုစပေါ့လို့တော့စားစားထိုက်တယ်။ဇဝဲအောင်မှာစားမြဲထုံးစံရှိပါတယ်လို့လျှောက်တဲ့ခါအဲ့ဒီစကားကိုကြားတဲ့အတွက်ကြောင့်အရှင်ကနတ်ဆိုးကိုနှင်ထုတ်ပေးပါတယ်။ဟာလေလုယာ။ဒီလေသားတို့ပြောနေတဲ့စကားတွေဂျေဇုတော်ဘလင်းကိုတုံ့ဝင်ချစ်ကတိုင်းမှာသားတို့ပြောဆိုနေတဲ့စကားတွေအားမယောပနဲ့ဆွတောင်းနေရတဲ့အဘဲမြတ်လောက်အရေးပါလို့ဆိုတိကျွမ်းခြင်းနဲ့တူကိုရှင်တန်းတော်ယုံကြည်ခြင်းနဲ့နှိတ်ချခြင်းပါပြီးတော့ မရမချင်းလိုအပ်ချက်တွေကိုတောင်းဆိုတဲ့သူရောက်တိုင်းဖြစ်ကောင်းချီးပေးပြီးတော့လမ်းပြပို့ဆောင်ပါမိကြောင်းထမြောက်တက်ရှင်တော်မူသောအရှင်ယေရှုဖရာနာမတော်၌ဆုတောင်းပြီးတော့အနှံ့ကြပါရဖဖရာသခင်အာမင်ဒီတပတ်တက္ကလာမှာပြီးခဲ့တဲ့သခင်ဗျာနေ့စတေကစာပြီးဒီစက်ခွန်ပေါ့၄ရက်တာကလာစတေ၃၃၅ဒီနေ့စက်ခွန်မာကုအနေနဲ့၄ချိန်စဉ်းစားခဲ့ပါတယ်မနေ့ကျွန်တော်တည်ထားပြီးသားပါပြီးခဲ့တဲ့တင်လာ၁၂၁၄မနေ့က၁၆ဆန္ဒကြမ်းနေစဉ်းစားခဲ့ပါတယ် ခုနှစ်ကြိမ်စဉ်းစားခဲ့ပြီးဓမ္မတိက၄ကြိမ်မာကုနော်ဓမ္မဟောင်းက၃ကြိမ်ဆန္လန်ချန်ဒါလည်းအားလုံးဒီနေ့အချိန်မရရအောင်လုပ်ပြီးတော့ပြန်ပြီးတော့အားလုံးမာကုဆိုမာကုတွေပြန်နားထောင်ကြည့်အောင်ဆန္လန်ဆိုဆန္လန်လေးကြည့်ပြန်နားထောင်ကျွန်တော်တက်တာတဲ့အကျိုးကျေးဇူးကြည့်မယ်ဆိုတော့ယုံကြည်မျှော်လင့်ကြောင်းဖော်ပြလိုပါတယ်ကိုယ်တက်ဖရတီတီဆော့ဆီယာတွေကောင်းကြီးမင်္ဂလာတွေဖြစ်ပါပါဖြစ်ခဲ့တယ်ဆိုလို့ရှိရင် public မှာ share လုပ်ခြင်းအပြင်အမှုတော်များမှာဆက်လက်ပောင်းပေးပါအောင်လို့တောင်းဆိုလိုပါတယ် ရောက်တဲ့ပေါ်မှာဖျားသခင်ဒီကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေသောအာမင်